ဒါကတော့မွန်မိုင်းမြို့ရဲ့မြင်ကွင်းမှာတစ်ဖက်မှာမိုးတီအောင်မြင်မာတဲ့အဆောက်အုံတွေလူတိုင်းနှီးပါပိုင်တဲ့ဈေးကြီးကားတွေတနေကုန်ဖွင့်နေတဲ့နာမည်ကြီးအမျိုးသမီးဝတ်စုံဆိုင်တွေကော်ဖီဆိုင်တွေမှာထိုင်ပြီးဒေါ်လာတန်းချီစီးပွားရေးသဘောတွေကိုညှိနေတဲ့လူတွေဒါပေမဲ့ဒီမြို့မှာနောက်တစ်ဖက်မျက်နှာစာလည်းရှိပါတယ်အပြာရောင်တဲတန်းကြီးရဲ့အောက်မှာနေထိုင်မှုရုံးကန်နေရတဲ့လူတွေညစ်ပတ်တဲ့လမ်းတွေမှာနေထိုင်ရသူတွေတနေ့နှစ်နှစ်စားဖို့မနက်ကနေညအထိအလုပ်လုပ်နေရသူတွေ စာအုပ်တွေအစားတူတွေကွာတွေပဲမြင်တွေ့နေရတဲ့ကလေးတွေဒီလူတွေရဲ့နေတိုင်းဟာမျောလင့်ချက်နဲ့စပါမယ်။နာကျင်မှုနဲ့ပဲအဆုံးသတ်ရတယ်။ဒါဟာအိန္ဒိယနိုင်ငံလူဒန်းစာအများစုရဲ့ဝင်ငွေမညီမျှမှုအမှန်တရားပါ။ဗီကီပီဒါရဲ့စောင်းမအရာအိန္ဒိယနိုင်ငံလူဦးရေ1%အသာနိုင်ငံရဲ့ဝင်ငွေ40%ကိုပိုင်ဆိုင်ထားပြီးတော့50%သောလူဦးရေကဝင်ငွေရဲ့3%အောင်သာရရှိထားပါတယ်။ဒါဟာကြီးမားတဲ့ကွာဟကြပါ။ဒါဆိုဘာကြောင့်ဒီလိုဖြစ်ရတာလဲ အကြောင်းရင်းတွေအများကြီးရှိပါတယ်။အလောက်ကန်ရှားပါမှုမျိုးပြမှာနေထိုင်စေကြီးမားမှုဒါအခွန်မူဝါဒမှာဓာတ်ရိုက်အခွန်ပြင် တွယ်ဝိုက်အခွန်မှာ ရှိနေမှုဒါတာမန်လူတွေကိုချမ်းသာတဲ့လူတွေထက်ပိုထိခိုက်စေပါတယ်။ဒါမှမဟုတ်အဓိကအကြောင်းရင်းကပညာရေးအထူးသဖြင့်ငွေကြေးဆိုင်ရာပညာရေး financial education မှာဘာလို့လဲဆိုတော့လူအများစုဟာဘဝမှာမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်တဲ့ငွေကြေးပညာမရှိကြလို့ပါသူတို့ကဘဝတစ်ခုလုံးဘာမှထူးထူးချွန်ချွန်မလုပ်ဘဲကုံဆုံးသွားကြတယ် ဒီကဘာမှာဘသူပဲဖြစ်ဖြစ်လူတိုင်းမှာတူညီတဲ့အခွင့်အလမ်းရရှိဖို့အခွင့်အရေးရှိပါတယ်။ဒါပေမဲ့ဒါငွေကြေးပညာရေးရှိသူတွေကနေစတင်ပါတယ်လို့ဆိုပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဟာဘွဲ့ဒီဂရီအရန်ကောင်းတဲ့သူတွေမဟုတ်ပင်မဲ့ငွေကြေးပညာရေးကြောင့်တိမ့်တန်းချီရှာနိုင်ပြီးတော့ဘဝမှာအောင်မြင်နေတဲ့လူတွေကိုမြင်မှုကြပါတယ်။ဒါကြောင့်တယောက်ယောက်ကစင်းရဲနေရင်တောင်အောင်မြင်ခြင်းနဲ့အိမ်မက်ရှိပြီးကိုကိုကိုရှေ့ဆက်လှမ်းကျင်နေဆိုရင်ငွေကြေးပညာရေးဟာသူ့ရဲ့ခရီးမှာဒီဂရီထက်ပိုပြီးတော့အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်လာပါပါ ဲ့မဲ့ဒီမေးခွန်းဟာငွေကြေးလွတ်လပ်မှု financial freedom ကိုဘယ်ရရမလဲ။ဘာလို့လဲဆိုတော့ဒါကိုကြောင်းနေ college ဒီမှာသင်ပေးမထားဘူးလေ။ဘသူကငွေကြေးအကြောင်းမှန်ကန်တဲ့လမ်းညွှန်ကိုပေးနိုင်မလဲ။အဖေကသင်ဟာအောင်မြင်နေတဲ့သူတွေစီကနေငွေကြေးဘူးသူတာကိုရရှိနိုင်ပါလေ။ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့စာအုပ်ထောင်ချီရှိပြီးသားပါ။ဒါပေမဲ့အထူးသဖြင့်ငွေကြေးဘူးတုတရဲ့ဂူရူလိုတတ်မှတ်ခံရပြီးသူ့စာအုပ်တွေဟာတချို့နိုင်ငံတွေမှာလည်းမကပဲတစ်ကမ္ဘာလုံးမှာကြော်ကြားတဲ့သူဆိုရင်တော့သူ့နာမည်က ော့ဘတ်ကီကိုစာကြည့်ပါပဲ။သူ့အကြောင်းကျွန်တော်အများကြီးပြောစရာမလိုပါဘူး။တင်တည်ပြီးသားမဟုတ်လို့ပါ။1998ခုနှစ်မှာသူဟာသူ့ဇနီးခင်ခီယိုစာကြည့်နဲ့ရှာရွန်ထက်ချာတို့နဲ့အတူ Rich Dad Poor Dad ဆိုတဲ့စာအုပ်ကိုရေးသားခဲ့ပါတယ်။ဒီစာအုပ်ဟာငွေကြေးပညာရေးနဲ့ကိုပိုင်ဘန်နာရေးအကြောင်းဖြစ်ပြီးတော့ကဘာတဝမ်းတန်းနဲ့ချီရဲ့လူတွေကိုအားတက်စေခဲ့သလိုအောင်မြင်မှုရဖို့ကူညီပေးခဲ့ပါတယ်။ဒီနေ့ထိကီယိုစာကီယာငွေကြေးပညာရေးကိုမြင့်တင်ဖို့မစ်ရှင်တစ်ခုစတင်ထားပါတယ်။ သူ့စာအုပ်တွေကဟောပြောပွဲတွေမှာကျောင်းတွေမှာမတင်ပေးတဲ့အရာတွေကိုလူတွေကိုတင်ပေးနေပါတယ်။ဒါကြောင့်ငွေကြေးပညာရေးကိုလေ့လာခြင်းနဲ့ဆိုရင် Robert Kiyosaki ကအကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်နိုင်ပါတယ်။ဒါဆို Robert Kiyosaki စီကနေဘာတွေတင်ယူလို့ရမလဲဆိုတာကိုကြည့်လိုက်ရအောင်။ Number 1 Don't be afraid to make mistakes အမားလို့ရမအောင်မကြောက်ပါနဲ့။ Robert ရဲ့အဆိုအရကျောင်းစနစ်ကကျွန်တော်တို့အမားတွေကိုကြောက်တတ်အောင်တင်ပေးပါတယ်။ကာမေးပွဲမှာအဖြေမှားရင်အမှတ်တွေနှုတ်ခံရတယ်။ project မှာအမှားရှိရင်အဆုခံရတယ်။အမှတ်နည်းရင်လူများရှိမှအရှက်ခွဲခံရတယ်။ဒီအရာတွေကြောင့်ကျွန်တော်တို့ရဲ့စိတ်ဟာအမှားလို့ရမှာကိုကြောက်လာပြီးအမှားလို့တာမကောင်းလို့တွေးဝင်သွားပါတယ်။ဒါပေမဲ့ကြောင်းပြီးရင်တော့တကယ်ဘဝမှာအမှားတွေရာနေပဲကဘာကြီးရဲ့အတိတ်ပဲကိုတင်ယူရတာပါ။ခလေးငယ်တယောက်လမ်းလျှောက်တတ်ဖို့လဲကြရင်တင်ယူရတယ်လို့ပဲ။အမှားလို့ပြီးတော့တင်ယူခြင်းကဝေကြီးအောင်မြင်မှုစီကိုတဖြည်းဖြည်းနဲ့ပို့ဆောင်ပေးပါရတယ်။ဒါကြောင့်အမှားလို့ရမှာကိုမကြောက်ပါနဲ့။ အမားလုံးမှသာကိုယ့်ရဲ့အားနည်းချက်တွေကိုသိမှာပါကိုကိုကိုပိုကောင်းအောင်ပြင်ဆင်နိုင်မှာပါနံပါတ်2 talk about money ငွေကြေးအကြောင်းပြောဆိုပါတချို့အိမ်တွေမှာငွေကြေးအကြောင်းဆိုရင် အကြီးကြီးကြားမှာသာဆွေးနွေးရအောင်တည်ထားမိကြမှာပါအဖေအဖိုးဒါမှမဟုတ်အကိုကြီးတို့လိုလူကြီးတွေအားသာဆုံးဖြတ်တတ်ပြီးတော့ခလေးတွေမိန်းမတွေတောင်မပါဝင်စေပါဘူးရောဘတ်ရဲ့အဆိုအရဒါကြီးမားတဲ့ပြဿနာတစ်ခုပါဘာကြောင့်လဲဆိုတော့ငွေကြေးဟာလူတိုင်းဘဝရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လို့ပါ အခုချိန်မှာတယောက်ယောက်အတွက်ငွေကြီးရအေးမကြီးသေးရင်တော့နောက်တစ်ချိန်မှာအေးကြီးလာမှာပါအကြောင်းကတော့လူတွေရဲ့ဘဝတက်တန်း95ရာခိုင်နှုန်းဟာပတ်စံအပေါ်မှာပဲအခြေခံနေလို့ပါဒါကြောင့်သင်ဟာအမျိုးသားဖြစ်ဖြစ်အမျိုးသမီးဖြစ်ဖြစ်ဆယ်ကျော်သက်ဖြစ်ဖြစ်ငွေကြီးအကြောင်းပြောဆိုသင့်ပါတယ်အကယ်၍ပိုးမွှယ်လင်းလင်းမပြောနိုင်ရင်တော့အခြေခံအကြောင်းအရာတွေဥပမာငွေစုလားရင်းနှီးမြှောက်နှံလားအာမခံစတဲ့အကြောင်းအရာတွေကိုဆွေးနွေးပါ ဒါဆိုဘယ်သူမှတင့်ကိုငွေကြီးနဲ့ပတ်သက်ပြီးတော့နင့်နာအောင်မလုပ်နိုင်တော့ဘူးမဟုတ်လား။ Number 3 Stop playing is safe. ဘေးကင်းတဲ့နေရာမှာပဲမနေပါနဲ့။ဘေးကင်းအောင်နေပါ။ဆုံးဖြတ်ချက်တွေမှာဘယ်တော့မှစွန့်စားမှုမလုပ်ပါနဲ့ဆိုတဲ့စကားကိုကြားရတာကိုကျွန်တော်နှစ်သက်ပင်မဲ့ဒီစကားရဲ့အကျိုးဆက်တွေဟာကိုယ့်ကိုပို့ပြီးတော့ခံစားရစေနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဘေးကင်းအောင်နေရဆိုတာနှစ်ပေါင်းများစွာတနေရာထဲမှာပိတ်မိနေရတဲ့တူလို့ပါ။တစ်တလုံးတင်တစ်သေးအတွက်ပဲအလုံးလုံးနေရမျိုးပေါ့။ ကျွန်တော်တို့ကအချိန်တိုင်းဘေးကင်းအောင်နေမယ်ဒါမှမဟုတ်နှစ်ပေါင်းများစွာ အလုပ်တစ်ခုတည်းကိုပဲလုပ်နေမယ်ဆိုရင်အရေးအချင်းအမျိုးမျိုးအတွေ့အကြုံတွေနဲ့အလောက်ကင်အခွင့်အလမ်းတွေကိုလက်လွတ်ဆုံးရှုံးသွားနိုင်ပါတယ်ရောဘတ်ရဲ့အဆိုအရဒီကဘာမှာအကြီးအမားဆုံးသောစွန့်စားမှုဆိုတာစွန့်စားမှုမလုပ်ချင်းပါပဲအကြောင်းဟာကျွန်တော်တို့ဟာအတင်းတစ်ခုခုကိုဘယ်တော့မှမစမ်းကြည့်ရင်ကျွန်တော်တို့အနာဂတ်ဟာအခုအတိုင်းပဲဆက်ရှိနေမှာမဟုတ်လို့ပါနံပါတ်4 you don't become rich just buy a degree ဝယ်ရပြီးရုံနဲ့မပြီးပါနဲ့ ဘွဲဆိုတာကျွန်တော်တို့အရန်ရေးကြည့်ပါရင်အထူးသဖြင့်မြန်မာနိုင်ငံလိုပညာရေးကိုဖျားတဆူလိုကိုးကွယ်နေရမှာပေါ့ဘွဲတစ်ခုရဖို့ဆိုတာဘာကြောင့်အရေးကြီးရလဲဘွဲဆိုတာကျွန်တော်တို့ရဲ့အသိပညာအတွက်တရားဝင်အထောက်ထားပါလူမှုအတိုင်းအဝိုင်းမှာလေးစားမှုရစေပါတယ်ပညာတတ်လူရန်းစားဆိုတဲ့တစိုက်ကိုကပ်ပေးပါတယ်အလောက်ကင်ခွင်လန်းအောင်ဖွင့်ပေးပါတယ်ဒါပေမဲ့ဘွဲဆိုတာကျွန်တော်တို့အတွက်အရာအားလုံးမဟုတ်ပါဘူးမှန်ပါတယ်ဘွဲရှိရင်အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်ဒါပေမဲ့ဘွဲမရှိရင် အောင်မြင်မှုမရနိုင်ဘူးလို့မဆိုလိုပါဘူး။ဘွဲမရှိဘဲနဲ့တောင်ဘွဲရသူတွေတက်ပိုအောင်မြင်နိုင်ပါတယ်။ကိုယ်ထဲမှာရှိတဲ့လူတွေအတွက်ပိုလိုအပ်တဲ့အရေးချင်းတချို့ကိုဖွံ့ဖြိုးအောင်လုပ်ရုံပါပဲ။အဲ့ဒါကတော့လူတွေစိတ်ဝင်စားပြီးဈေးကွက်မှာအမှန်တကယ်လိုအပ်နေတဲ့ကျွမ်းကျင်မှုတွေအကြောင်းပါ။ဒီမှာဒီလိုလူတွေရဲ့စီးရင်သင်မြင်နိုင်ပါတယ်။ဒီလူတွေကကောလိပ်ကျောင်းထွက်တယ်ဒါမှမဟုတ်တက္ကသိုလ်တက်ဖူးခြင်းမရှိသူတွေပါ။သူတို့ဒီနေ့ရောက်ရှိနေတဲ့အဆင့်ဟာသူတို့ရဲ့ကျွမ်းကျင်မှုကြောင့်လာဖြစ်ပါတယ်။ဒါကြောင့်သင်ဟာသင်မှာကြီးကျယ်တဲ့ဘွဲမရှိလို့ အောင်မြင်မှုကြီးကြီးမားမရနိုင်ဘူးလို့တွေးနေရသူဆိုရင်ဒါဟာတင့်ရဲ့အထင်မြင်လွဲမှားမှုသာဖြစ်ပါတယ်။ဒါအောင်မြန်မြန်ဆန်ဆန်တင့်စိတ်ထဲကနေဖယ်ထုတ်လိုက်ပါ။နောက်တစ်ချက်နောက်တစ်ချက်ဆက်မပြောခင်မိတ်ဆွေရချမ်းသာတဲ့နီးလန်းတွေကိုရှာဖွေနေသူဆိုရင်တော့ချမ်းသာနိုင်မဲ့နီးလန်းတွေကိုဘတ်ပေါင်းစုံကနေ sharing လုပ်ပေးနေတဲ့ကျွန်တော်တို့ရဲ့ Money Power မြန်မာ channel လေးကို like and subscribe လုပ်ပေးထားဖို့မိတ်ပါနဲ့နော်။ Number 5 Do work for experience အတွေ့အကြုံရဖို့အလုပ်လုပ်ပါ။ရောဘတ်ကငယ်စဉ်ကတည်းကအလုပ်မျိုးစုံစမ်းသပ်လုပ်ကင်ခဲ့ပါတယ်။ ရောင်းဝယ်ရေးဈေးကွက်ရှာဖွေအစရှိတဲ့အလုပ်တွေပေါ့ဒါပေမဲ့အဲ့ဒီအလုပ်တွေကိုပတ်စံရဖို့တက်အတွေ့အကြုံရဖို့အတွက်လုပ်ခဲ့တာပါဘာလို့လဲဆိုတော့ဒီအတွေ့အကြုံတွေကသူ့ကိုကြီးထွားစေမယ်ဆိုတာသူသိခဲ့လို့ပါပြီးတော့ဘာဖြစ်သွားလဲဆိုတာသိလားရောင်းဝယ်ရေးအတွေ့အကြုံတွေကသူ့ကိုအိမ်ချမ်းမီလုပ်ငန်းမှာညာစွာအထောက်အကူဖြစ်စေခဲ့ပါတယ်ဈေးကွက်ရှာဖွေအတွေ့အကြုံတွေကသူ့ရဲ့စာအုပ်ကိုကမ္ဘာအဆင့်မှာအတိမတ်ပြုခံရအောင်ကူညီပေးခဲ့ပါတယ်သူ့ရဲ့ဆက်ဆံရေးကျွမ်းကျင်မှုတွေကြောင့် Robert Kiyosaki ဆိုတဲ့နာမည်နဲ့ ူတီများတဲ့အမှတ်တရစိတ်တစ်ခုကိုတီဆောင်းနိုင်ခဲ့ပါတယ်။ရောဘတ်ကပြောပါတယ်။လူများစုအားပတ်စံအတွက်ပဲအလုပ်လုပ်ကြတယ်။ဒါပေမဲ့ဘဝမှာအမှန်တကယ်ပြောင်းလဲမှုဆိုတာအတွေ့အကြုံနဲ့အသိပညာအတွက်အလုပ်လုပ်တဲ့အခါမှသာရောက်လာတတ်တာပါတဲ့။ Number 6 Do not speak I can't afford it ။ငါမတတ်နိုင်ဘူးလို့မပြောပါနဲ့။တခါလေကျွန်တော်တို့တစ်ခုလိုအပ်နေပေမဲ့အဲ့ဒီအတွက်လုံလောက်တဲ့ငွေကြေးမရှိဘူးဆိုရင်ကိုကိုကိုစိတ်သက်သာရအောင်ငါမတတ်နိုင်ဘူးလို့ပြောလိုက်တတ်ကြပါတယ်။ ။ဒါပေမဲ့ Robert ရဲ့အဆိုအရဒီလိုတွေးခေါ်မှုဟာစင်းရဲတဲ့အတွေးခေါ်ရဲ့လက္ခဏာပါ။ဘာလို့လဲဆိုတော့ဒီလိုပြောလိုက်ခြင်းအပြင်ကျွန်တော်တို့ဟာကိုယ်မှရှိနေရတဲ့ပဲရက်တန့်သွားပြီးတော့ဒီထက်ပိုပြီးမဖြစ်နိုင်ဘူးလို့ကိုယ့်ကိုယ်ယုံကြည်စေလို့ပါပဲ။ Robert ကပြောပါတယ်။သူ့ရဲ့အဖေသူ့ကိုငငယ်ကလေးကတင်ပေးခဲ့တာကမင်းတခုခုလိုချင်ပေမဲ့အခုအချိန်မှာငွေမရှိသေးဘူးဆိုရင်ငါမတတ်နိုင်ဘူးလို့ဘယ်တော့မှမတွေးနဲ့။အဲ့ဒီအစားငါဘလို့တတ်နိုင်အောင်လုပ်မလဲဆိုတဲ့မိကုံကိုတွေးပါတဲ့။ဒီမိကုံကတင်းစိတ်ကိုဖွင့်ပေးပြီး ဲ့ဒါကိုတတ်နိုင်အောင်လှုံ့ဆော်နိုင်မယ်နီလန်အစ်စ်ကိုပြသပေးနိုင်ပါတယ်ရောဘတ်အဆိုရသူ့ရဲ့ဖခင်ရဲ့အကြံပေးချက်တွေဟာသူ့ကိုယ်ပိုင်စွမ်းရည်တွေကိုအမှန်တကယ်သိမြင်စေဖို့တင်ယူမှုနဲ့ကြီးထွားမှုအပေါ်မှာအာယုံစိုက်ဖို့တွန်းအားပေးခဲ့ပါတယ်။ဒါကြောင့်လည်းရောဘတ်ဟာတစ်ချိန်ကသူ့အိမ်မက်တာဖြစ်ခဲ့တဲ့အရာအားလုံးကိုရရှိခဲ့တာပါ။ Number 7 Give yourself a reputation ကိုယ့်ကိုယ်ကိုဂုဏ်သတင်းတစ်ခုတည်ဆောက်ပါ။ဆိုလိုတာကတင့်ကိုတီးတန့်တစ်ခုနဲ့တွဲမြင်တာမျိုးပေါ့။ဒါကတင့်ရဲ့အလုပ်၊တင့်ရဲ့အကျင့်စာရိတ္တဒါမှမဟုတ် ၎င်းတရားမှာပါဝင်ဆောင်ရွက်မှုတစ်ခုဖြစ်နိုင်ပါတယ်။ကမ္ဘာပေါ်မှာတန်းတဲ့ချီရဲ့လူတွေဟာဒီအတိုင်းပဲတည်ဆုံးပျောက်ကွယ်သွားကြတယ်။သူတို့ဘာကြောင့်လူလောကကနေထွက်ခွာသွားရဲ။ဘလို့နည်းနဲ့ထွက်ခွာသွားရဲဆိုတာကိုဘယ်သူမှဂရုမစိုက်ကြပါဘူး။လူတွေကသူတို့တစ်ခုခုကြောင့်အတိမတ်ပြုထားတဲ့သူတွေဒါမှမဟုတ်သူတို့အတွက်အားကြစရာစန္ဒမူနာရှိသူတွေကိုပဲဂရုစိုက်ကြတယ်။ရောဘတ်ရဲ့အဆိုအရဘဝကိုပျော်ပျော်နေသင့်ပါတယ်တဲ့။မနှစ်တိုင်းထအလုသွားအိမ်ပြန်နေဘေးဥတွေစောင့်နေဒီတန်တရားကိုအဆက်မပြတ်လုပ်နေရဲ့။ ဒီလိုဘဝမျိုးမှာစိတ်အားထက်သန်မှုတွေကြီးမားတဲ့အိမ်မက်တွေအတွက်နေရာနည်းနည်းသာရှိပါတယ်။ဒါအတင်းကိုတီးငယ်တဲ့နေရာမှာပိတ်မိနေစေပြီးတော့ကြီးထွားမှုနဲ့စိတ်လှုပ်ရှားမှုကိုမညီမျှတဲ့ဘဝဖြစ်စေပါတယ်။ဒါပေမဲ့ဒီအချက်ကိုထည့်သွင်းပြီးတော့တင့်ကိုယ်ပိုင်ဂုံတရင်တစ်ခုတိဆောက်ဖို့အာရုံစိုက်မယ်ဆိုရင်ဒါတင့်အတွက်အမှတ်တရစိတ်တစ်ခုလို့အလုပ်လုပ်လာပါလိမ့်မယ်။ဒါကတင့်တယောက်တည်းအတွက်တင်မကောက်ဘူး။တင့်ရဲ့မျိုးဆက်တစ်ခုလုံးအတွက်ပါအကျိုးရှိစေမှာပါ။ဒါပေမဲ့ဂုံတရင်တစ်ခုတိဆောက်တာလွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ နာဟုတိဆောက်ဖို့စူးစမ်းအားထုတ်ဖို့များစွာလိုအပ်ပါတယ်။ဒီမှာတင့်ရဲ့ရည်မှန်းချက်တွေ၊လှုပ်ဆောင်ချက်တွေနဲ့အပြုမူတွေအပေါ်မပြတ်မလတ်လှုပ်ဆောင်ဖို့လိုအပ်ပါတယ်။နံပါတ်8 Inverse but Learn first ရင်းနှီးမြှုပ်နှံမှာဒါပေမဲ့အရင်ဆုံးလေ့လာပါ။ရင်းနှီးမြှုပ်နှံမှုဟာကောင်းတဲ့အရာပါ။လူတိုင်းလုပ်တဲ့မှာဒါပေမဲ့အခြေခံအသိပညာမရှိဘဲရင်းနှီးမြှုပ်နှံတာလောင်းကစားလုပ်နေရတဲ့တူပါတယ်။ဒီလိုလုပ်ခြင်းဟာတင့်ငွေကြီးဆုံးရှုံးရတဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။တချို့လူတွေကတခြားသူတွေကို အားကြပြီးတော့လိုက်ရင်းနှီးမြုပ်နှံတက်ကြတယ်။ဥပမာပြောရရင်ဒီနေရာမှာရင်းနှီးမြုပ်နှံလိုက်တာ သူတို့အမျက်ထွက်သွားတယ်။ဒါဆိုငါလဲငွေထည့်မယ်ဆိုပြီးတော့လုပ်ကြတယ်။ဒါပေမဲ့သူတို့မိနေတာကသူတို့အားကြနေတဲ့သူရဲ့အတွေ့အကြုံအသိပညာစီမံကိန်းစတဲ့အရာတွေကိုသူတို့နဲ့လုံးဝကွဲပြားနိုင်နေဆိုတာပါပဲ။ဒီလိုလူတွေဆုံးရှုံးသွားတဲ့အခါရင်းနှီးမြုပ်နှံမှုဆိုတာအတော့ဆွန့်စားရတဲ့အရာပဲ။ဘယ်တော့မှမလုပ်ပါနဲ့ဆိုပြီးတော့ပြောတတ်ကြပါတယ်။ Robert Kiyosaki ကတော့ယင်းဒီမြောက်နံမှုဟာငွေကြီးအောင်မြင်မှုအတွက် ကြီးမားတဲ့လက်နက်တစ်ခုပါဒါပေမဲ့ဒီလက်နက်ကိုဘယ်လိုအသုံးချရမလဲဆိုတာကိုမသိသေးသေး၍ဖက်မျက်မှုနဲ့မြန်ဆန်မှုကိုအကျိုးရှိအသုံးချလို့ရမှာမဟုတ်ဘူးလို့ဆိုပါတယ်။ဒါကြောင့်ယင်းဒီမြုံနံမှုမလုပ်ခင်တင့်အနေနဲ့ဒီအကြောင်းအရာကိုကောင်းကောင်းနားလည်ဖို့အရေးကြီးပါတယ်။ဒါမှသာတင့်ငွေကိုဉာဏ်ရှိရှိကြီးထွားအောင်လုပ်နိုင်မှာပါ။နံပါတ် 9. Understand SSN liabilities ပိုင်ဆိုင်မှုနဲ့ကျွေးမိကိုနားလည်ပါဘဘကီယိုစာကီကိုပိုင်ဆိုင်မှုနဲ့ကြွေးမိအကြောင်းပြောရင်လူတွေကမကြခဏဖော်ပြကြပါရဲ့ ဘာလို့လဲဆိုတော့ဒီယူဆကိုကြော်ကြောင်းလုတ်ခဲ့သူပါသူပါပဲတိုးတိုးပြောရရင် ပိုင်ဆိုင်မှုဆိုတာတင့်အိတ်ထဲကိုငွေထည့်ပေးတဲ့အရာတွေပါတွေးမီဆိုတာကတော့တင့်အိတ်ထဲကငွေကိုထုတ်ယူသွားတဲ့အရာတွေပါရောဘတ်ရဲ့အဆိုအရလူတစ်ယောက်ချမ်းသာခြင်းပိုင်ဆိုင်မှုနဲ့တွေးမီချာကွာခြားချက်ကိုတည်ဖို့အရေးကြီးပါတယ်ဥပမာတင့်လာစာတစ်လောက်နှစ်သိန်းရပါမယ်15သိန်းတန် iPhone ကိုအရေးကြီးနဲ့ဝယ်မယ်ဆိုရင်ဒီဖုန်းကတင့်အတွက်တွေးမီဖြစ်သွားပါပြီဘာလို့လဲဆိုတော့ဒါတင့်ရဲ့ငွေကြေးတိုးတက်မှုကိုရပ်တန့်သွားစေပြီးတော့ ၊ရွေးမီးရဲမှာပိတ်မိသွားစီလို့ပါ။ဒီလိုနဲ့နဲ့နဲ့ချီပြီးတော့လွတ်မြောက်ဖို့ခက်ခဲသွားနိုင်ပါတယ်။ရောဘတ်ကဘဝမှာအောင်မြင်မှုတိုင်းမှာအချိန်ကာလဆိုတာရှိပါတယ်။အချိန်မတိုင်သေးဘဲနဲ့ရယူဖို့ကြိုးစားရင် အကျိုးဆက်တွေများစွာကြုံရနိုင်ပါတယ်လို့ဆိုပါတယ်။ဒါကြောင့်တစုံတစ်ယောက်ရဲ့ဝင်ငွေမမြင်သေးရင်သူ့ရဲ့အဓိကအာရုံကပိုင်ဆိုင်မှု assets တိစောက်ဖို့ပဲဖြစ်တဲ့မှာ။ number 10 hang out with smart people ဉာဏ်ရှိသူတွေနဲ့နေပါ။ရောဘတ်ကတင့်မှာငွေရှိရင်နေပယ်တိုင်းမှာကျွမ်းကျင်မှုမလိုပါဘူး။ ရန်ရှိသူတွေနဲ့ပဲပတ်သက်ပါကျွမ်းကျင်သူတွေကိုငှားပါဒါဟာအချိန်ကုန်တတ်တာစုံတာမကတင့်အလုပ်ကိုလည်းအကောင်းဆုံးဖြစ်စေမှာပါလို့ဆိုပါတယ်ဒါတွေကတော့ Robert Kiyosaki ကသင်ယူစရာအချက်ဆယ်ချက်ပါဘယ်အချက်ကတင့်အတွက်အသုံးဝင်ဆုံးလဲဘယ်အချက်ကိုတင့်ဘဝမှာအခုပဲစတင်အသုံးချမလဲကောမမှာပြောပြခဲ့ပါဒီအကြောင်းအရာကိုသဘောကျရင်ဆိုရင်ဂျပန်လူမျိုးတွေချမ်းသာကြွယ်ဝဖို့အသုံးပြုတဲ့နည်းလမ်း၄မျိုးအကြောင်းကိုကြည့်တင်ပါတယ်ကျွန်တော်ဒီဗီဒီယို link ကို description မှာထည့်ပေးထားပါတယ်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်